မင်္ဂလာပါရှင်ဒီနေ့ကဘာကြီးကိုခြိလိုက်ရင်လေအာနိဗ္ဗညာနေတိုးတက်လာတော့ပို့ပြီးတော့ချိတ်ဆက်လာကြတယ်ပို့နီးဆက်လာတယ်လို့ထင်ရပါမယ်ဟုတ်ကဲ့ချိတ်ဆက်မှုတွေတော့အများကြီးပိုးကောင်းလာတာပေါ့တရင်ချက်လက်တွေလည်းပိုးမြန်တယ်อืมဒါပေမဲ့တစ်ဖက်မှာကျတော့လေပฏิပခတွေအုပ်စုဖွဲ့အမှုပွားမှုတွေရန်လိုတာတွေကပို့ပြီးတော့နက်နဲလာသလိုပဲเนาะဘာကြောင့်အဲ့လိုဖြစ်နေရတာလဲဟုတ်ပါတယ်အဲ့ဒါကတော်တော်လေးသတိထားစရာအချက်ဖြစ်နေတာပါအထူးတစ်ဖြစ်ပေါ့เนาะသတိမီဒီယာတချို့ပြီးတော့ဟော လူမှုကွန်ရက်ပေါ်ကလွတ်မှုတူတချို့ပေါ့သူတို့ကလူဒီရဲ့အခြေခံစိတ်ခံစားချက်တွေကိုဘလို့အတုံးချပြီးတော့အမှုတရားတွေဖြတ်နေကြသလဲဆိုတာ哦ဒီနေ့ကျွန်တော်တို့နည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြပါမယ်။ကောင်းပါတယ်။ဒါကတကယ်ကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုပါ။ဒီနေ့ကျွန်တော်တို့အဓိကအခြေခံမဲ့အကြောင်းအရာကတော့အမှုတရားကြီးစိတ်တမန်ရာကံနဲ့ပฏิပခဆိုတဲ့ခေါင်းစဉ်နဲ့သုံးသက်ချက်ဆောင်းပါးတစ်ခုကကောင်းမှုချက်တွေပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့။အဲ့ဒီဆောင်းပါးကထောက်ပြထားတဲ့အချက်တွေကစိတ်ဝင်စားစရာကောင်းပါတယ်။ ဟုတ်ပါတယ်ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ဒါတော့ရှင်းရှင်းလေးပါပဲဒီအမုန်းတရားတွေကဘလိုမျိုးပြက်လာတာလဲလူဖွဲ့ရှိအပေါ်လူတဦးချင်းရဲ့စိတ်တက်အပေါ်ဘလိုတက်ရောက်မှုတွေရှိနေလဲဟွန်းပြီးတော့အရေးကြီးတာကဒီလူရွက်တေရဲ့အကျိုးဆက်ကိုဗုဒ္ဓရဲ့ကံကံရဲ့အကျိုးအမြင်အကြောင်းအကျိုးရှုထောင့်ကနေဘလိုနားလည်နိုင်မလဲဆိုတာကို လေ့လာကြည့်ဖို့ပါပဲဟုတ်ကဲ့ဗုဒ္ဓဘာသာအမြင်ကဒီနေရာမှာတော်တော်လေးအကျုံးဝင်ပါတယ် စိတ်ဝင်စားစရာကောင်းတာလေကျမတို့ကသတင်းချက်လက်ကိုလက်တကမှရနေတဲ့ခစ်ကြီးတဲ့ရောက်နေပြီမဲ့အဲ့ဒီသတင်းတွေကပဲပြန်ပြီးတော့လူတွေကိုပို့ပြီးကွဲပြားစေနိုင်တယ်ဆိုတဲ့အချက်ပဲအမှန်ပဲဗျာအထူးသဖြင့်အခုခေတ်ပြောနေကြတဲ့ attention economy ပေါ့နော်အာရုံစိုက်မှုကိုရဖို့လူကြည့်များဖို့လှုပ်ကြတဲ့အခါကျတော့ဘလို့နီးလန်းနေတုံးလာကြလဲဆိုတာကအရေးပါလာတယ်ဟုတ်ပါတယ်ဒီနေရာမှာသတိပြုစရာကလူသဘာဝကိုအတုံးချတာပဲလူတွေကလေ အမ်တင်းကြီးဘီအချက်လက်ပြီးဆုံးတဲ့တတိနေထက်ကိုယ်စိတ်ကိုလှောရှားစေတဲ့ဒေါသထွက်စေတဲ့ကြောက်သွားစေတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့အာယုံဆိုင်တတ်ကြတယ်ဟုတ်ဟုတ်ပို့ပြီးတုံ့ပြန်ကြတယ်ဒီစိတ်ပိုင်းဆိုင်ရာအာနေချက်ကိုပဲမီဒီယာတချို့နဲ့အဲ့ဒီလွမ်းမိုးသူတွေကကောင်းကောင်းအခွင့်ကောင်းယူပြီးတော့အဲ့ဒါလူလူရဲ့စိတ်ခံစားချက်ကိုကင်တွဲလာကြတာပေါ့ဟုတ်ပါတယ် သူတို့တုံးတဲ့နီလန်းတွေကလည်းတခြေပြေးပူပြီးတော့တိတာလာတယ်အဲ့တော့အဲ့နီလန်းတွေကဘာတွေလဲဘယ်လိုမျိုးအလုပ်လုပ်သလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ရအောင်ဒါကျမတို့ရဲ့ပထမအပိုင်းပေါ့ကွဲပြားခြင်းကိုဖန်တီးသူများနဲ့ဝါရဖြန့်ချေရေးရန်တရားဟုတ်ကဲ့အဲ့ဒီကနီလန်းတစ်ခုကတော့ခုနပြောသလိုပဲလူတွေရဲ့စိတ်ခံစားချက်ကိုတိုက်ရိုက်ကင်တွယ်လုံနိုးတာ emotional manipulation အာယုံဆိုင်မှုများများရလေအကျိုးမြတ်ဖို့ရလေဆိုတဲ့တဘောကိုမှန်ပါပဲဝင်းဝေးကြောကြမှုဩဇာ အကုံလုံးကအာယုံဆိုင်မှုပေါ်မူတည်လာတာကိုဆိုတာအချက်လက်မန္တလာမန္တလာဆိုတာထက်လူတွေဒေါသဖိုးထွက်အောင်ပိုကြောက်လာအောင်ဒါမှမဟုတ်တဖက်ကိုအကြီးကျယ်မုံလောအောင်တမင်းတကာဇကလုံးတွေပုံရိပ်တွေဇလန်းနေနဲ့ပုံဖော်လာကြတယ်ဟုတ်တယ်မဟုတ်လားတည်တည်ကြကြပါပဲလူဘလောက်တုံ့ပြန်မလဲကအထူးဖြစ်လာတယ်နောက်တနည်းကပိုပြီးတော့အန်ဒီရများလဲလို့ကျွန်တော်မြင်တယ်အဲ့ဒါကအစွင်းနှစ်ဖက်ကိုတွန်းပို့တာ polarization อืม polarization ဟုတ်တယ် တကယ်လက်တွေ့ပေါ်မှာကပြစ်စနာတွေကရှုထွေးတယ်လေအကြောင်းရင်းတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ကဒါကိုလုံးဝရိုးရှင်းအောင်လုပ်ပစ်လိုက်တယ်အဖြူနဲ့အမြန်ငါတို့နဲ့သူတို့ US vs them ဒီလိုပဲဟုတ်ခွဲချပစ်လိုက်တာကိုပကလူတွေကိုတူရဲကောင်းလီလို့အကုံမှန်တဲ့သူတွေလို့ချီးမြှောက်ပြီးတော့တဖက်လူတွေကိုတော့လူစိတ်မရှိတဲ့မကောင်းဆိုးဝါးတွေလို့ပုံဖော်တယ် ဒါကလူအဖွဲ့စီကိုတကယ်ကိုအကြောင်းထင်စေတယ်၊ကွဲပြားစေ။အဲ့လိုပုံဖော်ရင်းငယ်နေပို့ပြီးတော့စိုးရင်စရာကောင်းတဲ့အဆင့်ထိရောက်လာတာကတချို့ live stream တွေ online စကားဝိုင်းတွေမှာတွေ့နေရတာပဲ။ရိုင်းဆိုင်တဲ့စကားလုံးတွေတုံးတာဆဲဆိုတာလုံးမကတော့ဘူး။ဟုတ်တယ်။တကယ်ကိုတက်ဖို့ဖြစ်ဖို့အကြမ်းဖက်ဖို့တိုက်ရိုက်ဟွန်းဆိုတာ incitement to violence တွေအထီးပေါ်ပေါ်တင်းတင်းလုံလာကြတယ်။ဒါတော်တော်ဆိုးရွားတဲ့အခြေတွေပဲ။မှန်ပါတယ်။ ဲ့ဒါကဥပဒေနဲ့လည်းညှိစွန့်နိုင်တဲ့ကိစ္စတွေဖြစ်လာပြီ။อืมဒီလိုမျိုးလူအဖွဲ့အစည်းကိုကွဲပြားစေအမုန်းပွားစေတဲ့အစိတ်အတောက်လိုအကြောင်းအရာတွေကိုနေ့စဉ်နဲ့အမျှထိတွေ့နေရတာကလူဖွဲ့စည်းတို့ခုလုံးရဲ့စိတ်တက်ကိုဘလိုမျိုးဖြစ်ဖြစ်ဖြစ်ပျက်စီးစေနိုင်မလဲ။ဒါကျမတို့ရဲ့ဒုတိယအပိုင်းခေါင်းစဉ်မော။အစိတ်တက်လူဖွဲ့စည်းနဲ့စိတ်တက်ပြည့်ရွင်းမှုတယောက်မှုကတော်တော်နဲ့ရှိုင်းပါလေဗျာ။အထူးသဖြင့်လူငယ်တွေနောက်ပြီးတော့စင်ကျင်တုံတရားနဲပါသူတွေပေါ့။သူတို့က လူမှုကွန်ရက်ပေါ်ကဒီလိုရိုင်းဆိုင်မှုတွေကြမ်းတမ်းမှုတွေကိုနေတိုင်းမြင်ရတော့အဲ့ဒါဒါကပုံမှန်ပဲလို့ထင်သွားရော အတူမြင်အတက်ထင်ဖြစ်သွားတာပေါ့နော်ဟုတ်တယ်လူမှုဆက်ဆံရေးမှာရန်လိုတာ အနိုင်ကျင့်တာဆဲဆော်တာကတာမန်အပြစ်မှုလို့ဖြစ်လာတာအစိုးဆုံးကတော့အွန်လိုင်းပေါ်ကအမုန်းစကားတွေလွန်စော်မှုတွေကအပြင်လောကကိုကူးဆက်လာပြီးတကယ်အကြမ်းဖက်မှုတွေ တပ်ဖြတ်မှုတွေထည့်လာတဲ့အခါပေါ့အဲ့ဒီခါကျတော့အပြင်းအလန်အမုန်းတရားတွေနဲ့ကလဲစားခြေကျင်တဲ့ရှိတဲ့ထန်တရာလဲရောတာပဲအတိကြပဲနောက်တစ်ခုသတိထားမိတာကအဲ့ဒါလူမှုကွင်ရဲ့ algorithm တွေကြောင့်ပိုဆိုးလာတဲ့ပဲ့တင်တဲ့အခန့် echo chambers ဖြစ်တဲ့နာအော် echo chambers ဟုတ်လူတွေကကိုယုံချင်တာကိုကြားချင်တာနဲ့ကန့်ညီတဲ့သတိမျိုးကိုပဲသူတို့ရဲ့ feed မှာပုံမြင်လာရတယ်ဆိုတော့ကိုယ်အမြင်နဲ့တူတဲ့သူတွေပဲဝိုင်းနေတဲ့အခန်းလေးတွေရောက်သွားသလိုပဲဟုတ် ကိုထောက်ခံတဲ့အမြင်ပဲတွေ့နေရတော့ကို့အမြင်ကပဲအမှန်လွတ်ထင်လာရောပေါ့မှန်ပါတယ်ဆောင်းပါးတဲ့ကဥပမာလိုပဲယူကရိန်းရုရှားစစ်ပွဲမှာဆိုကိုထောက်ခံတဲ့ဘက်ကမြင်းနိုင်နေတဲ့သတိမျိုးပဲဖတ်ချင်မြင်ချင်တော့တာအဲ့ဒီအခါကျတော့ကို့ယုံကြည်ချက်နဲ့စန့်ကျင်ဘက်အချက်လက်တွေအမှန်တရားတွေကိုကြားလာရတဲ့အခါဘနိုးဖြစ်လာလဲလုံးဝမမခန့်နိုင်တော့ဘူးခုခံကာကွယ်ခြင်းစိတ်တွေပေါ်လာတယ်ဒေါသတွေထွက်လာတယ် ဒါကလူတွေရဲ့စိတ်ကိုပိုပြီးတော့အဆွမ်းရောက်စေတယ်မတည်ငြိမ်ထစ်စေတယ်တချို့ဆိုရင်အပြင်ကတကက်အခြေအနေနဲ့လုံးဝကိုခင်းကွာပြီးကိုယုံကျင်တဲ့အဆွဲလန်းထဲမှာပဲနစ်နေတော့တာမျိုးစိုက်ကိုဝင်နေလို့တောင်ပြောရမလို့အခြေအနေတွေဖြစ်လာတယ်နော်ဟုတ်ပါတယ်အဲ့ဒီလိုအခြေအနေကတွေ့လာရတယ်ဒါကြောင့်ပဲအမြင်မတူတာနဲ့ရန်သူလို့သဘောထားလာကြတဲ့အခြေအနေကပိုဆိုးလာတာအဲ့လိုဆိုတော့ဘဲဘတ်မှမလိုက်ပဲအမှန်ကိုပဲပြောချင်တဲ့သူတွေကြားကန်ရက်တီချင်တဲ့သူတွေအတွက်တော်တော်နေရာချင်းပေါ်တာပေါ့ဟုတ်ပါ ဟုတ်ပါပြီဒီလိုရှုပ်ထွေးပြီးတော့စိတ်မချမ်းမေ့စရာအခြေအနေတွေကိုလူမှုရေးနိုင်ငံရေးရှုထောင့်ကကြည်တာပြင်ပေါ့နော်ပူတရဲ့ကံနဲ့ကံရဲ့အကျိုးဝိပါကအမင်းတနည်းအားဖြင့်အကြောင်းကျိုးနေရာမှာရှုထောင့်ကနေလို့ဘယ်လိုသုံးသပ်ကြည့်လို့ရနိုင်မလဲဟုတ်ကဲ့ကောင်းတာလုပ်ရင်ကောင်းကျိုးရမကောင်းတာလုပ်ရင်မကောင်းကျိုးရဆိုတဲ့ဒီနေရာမှာကဘုဒ္ဓဘာသာဝင်တွေအတွက်ထင်မဟုတ်ဘူးပေါ့နော်အကြောင်းကျိုးဆက်နွယ်မှုကိုလက်ခံသူတိုင်းအတွက်အကျုံးဝင်တဲ့တဘာဝတရားကြီး universal law လို့ဆိုနိုင်မယ်ထင်တယ်နော် ါကတကယ်အကြောင်းအကျိုးဆက်နွယ်မှု causality ကိုလက်ခံတဲ့ဘာသာတရားအများကြီးရဲ့အခြေခံအမှန်တရားပါပဲဘုဒ္ဓတေသနာရှုထောင့်ကပေါ်ပြီးတိတိကျကျကြည်မယ်ဆိုရင်အခုတို့မကောင်းမှုမှန်သမျှရဲ့အရင်းခံစေတသိက် mental factors ကအဓိက၃ခုပဲရှိတယ်ဟုတ်ကဲ့ဘာတွေပါလဲလောဘကိုယ်အကျိုးစီးပွားကိုယ်ကြော်ကြားမှုကိုယ်ဩဇာဟောပဲလိုချင်တတ်မှတ်တာဒေါသသူတစ်ပါးပေါ်အမုန်းပွားတာညာလိုတာဖြစ်စည်းခြင်းတာပြီးတော့မောဟ အမန်ကိုအမအတိုင်းမသိတာအတိညာမျက်စိကွယ်နေတာအင်းအင်းလောဘဒေါသမောဟဟောပါပဲခုနပြောခဲ့တဲ့အမုန်းတရားဖြန့်ဝေမှုတွေဝါဒဖြန့်လုံဆုံမှုတွေကိုကြည်လိုက်ရင်ဒီအခြေခံအကုသို့စိတ်၃ခုလုံးရှင်းရှင်းလင်းလင်းပါနေတာတွေ့ရလိမ့်မယ်ကိုကြိုးစည်းခွားလောဘအတွက်အမုန်းတရားဒေါသကိုနီလာမျိုးစုံနဲ့ဖြန့်တယ်ဒီလိုရတဲ့နောက်ဆက်သွဲအချိုးဆက်ကိုမသိပဲမောဟဒါမှမဟုတ်တည့်ရသားနဲ့လီလူရှုပြီးလုံနေကြတာပေါ့ဟုတ်ပါပြီအထူးသဖြင့်ဗုဒ္ဓကိုယ်နဲ့လုတ်တဲ့ကာယကံ စိတ်နဲ့ခြံစီတဲ့မနောကံတွေဖြင့်နှုတ်နဲ့ပြောဆိုတဲ့ဝစီကံ verbal action comma by speech ရဲ့အရေးကြီးပုံသူ့ရဲ့အကျိုးသက်ရောက်မှု ကြီးမားပုံကိုအလေးပေးဟောခဲ့တယ်။ဝစီကံဟုတ်ကဲ့။ရှောင်ကျင်ရမယ့်မကောင်းတဲ့ဝစီကံ၄မျိုးဝစီဒုစရိုက်၄ပါးဆိုပြီးပြက်ပြက်တားတားညွန်ပြခဲ့တယ်။နံပါတ်1ကမူသားဝါဒမူသားဝါဒလိညာပြောဆိုခြင်းတည်င်းမားတွေကိုတမင်းဖြန့်ဝေခြင်း။ Mm, fake news disinformation ni bo ပါတယ်သူကပိစုနာဝါသာပိစုနာဝါသာကုံချောစကားပြောတာလူနှစ်ယောက်အဖွဲနှစ်ဖွဲကြားတွဲခွဲစကားပြောဆိုခြင်းရန်တိုက်ပေးခြင်းဒါက polarization လောက်တန်နေတူနေရပေါ့မှန်ပါတယ်3က prusa ဝါသာကြမ်းတမ်းတဲ့စကားရုံရင်းတဲ့စကားပြောဆိုခြင်းဆဲဆိုခြင်းတိုက်ခိုက်ခြင်းတပ်ဖြတ်ဖို့လုံဆော်ခြင်းအကြီးပါဝင်တယ်ဒါက hate speech incitement to violence နဲ့တိုက်ဆိုင်နေပြန်အောင်အင်းအင်းဒီက sampha palaba အကျုံးမရှိတဲ့စကားအနစ်မရှိတဲ့စကားအချင်းကုန်လူပိုင်းဖြစ်မိစကားတွေကိုပြောဆိုခြင်းပေါ့ယနေ့ခေတ်ဒီလိုလွန့်စော်သူတွေအမုန်းစကားဖြန့်ဝေသူတွေအိမ်လုတ်ရက်တွေကိုကြည်ငင်ဒီဝစီဒူးစရိတ်လေးမျိုးလုံးကိုတိတိတတာကျူးလွန်နေကြတာတွေ့နိုင်ပါတယ်ဒါဆိုရင်လေလူအများအပေါ်တောဆောက်လွန်မိုးနိုင်တဲ့သတင်းမီဒီယာတွေလုံဆော်သူတွေကျူးလွန်နေဒီလိုစီဒူစရိတ်ကန်တွေရဲ့အကျိုးဆက်က စာမန်လူတယောက်စကားမလာတဲ့ပို့ပြီးတော့အလေးချိန်စီတဲ့အကျိုးဆက်ပို့ကြီးမားတယ်လို့ကံအကျိုးနီးယားမှာအယဆိုလိုတာဟုတ်လားဒါကကျွန်တော်တို့ရဲ့စတုတ္တအပိုင်းခေါင်းစင်နဲ့ဆက်ဆက်နေပြီးမြော့ပင့်ဂုံးတိုက်သူများကြီးကြောက်မဖွဲ့ကံကျမဟုတ်ပါတယ်ကနီးယားမှာအယကြည့်ရင်အကျောင်းတရားရဲ့အတိုင်းအတာကအကျိုးတရားရဲ့အတိုင်းအတာကိုဆုံးဖြတ်တာကိုတောဆော့ကြည့်တဲ့သူတယောက်ရဲ့စကားလောက်ရတခုကလူပေါင်းထောင်တောင်တင်းတန်းချီအပေါ်တက်ရောက်မှုရှိနိုင်တယ်။ဟုတ်ကဲ့။လူတွေရဲ့စိတ်ထဲမှာအမုန်းမျိုးစေတဲ့ ကြောက်စိတ်တယ်တန်ဖျရတွေကိုအလွဲတစ်ခုချပေးနိုင်တယ်ပฏิပက္ခတွေဖြစ်အောင်မီးမွေးပေးနိုင်တယ်ဒါကြောင့်သူတို့လုပ်တဲ့အကုသိုလ်ကံရဲ့စွမ်းအင်ကပိုကြီးပြီးအကျိုးဆက်လည်းပိုပြင်းထန်နိုင်ခြေရှိတယ်အဲ့ဒီအကျိုးဆက်တွေကဒီဘဝမှာတော့နောင်ဘဝမှာပါခံရနိုင်တယ်လို့ဆိုလိုတာလားဟုတ်ပါတယ်ဒီဘဝမှာတင်တိဋ္ဌဓမ္မဝေဒနိယကံချက်ချင်းတမဟုတ်မကြခင်မှာခံစားရနိုင်တာတွေရှိသလို့ နောင်ဘဝအထိပါသွားနိုင်တာတွေလည်းရှိတယ်လို့ဆိုပါတယ်။ဒီဘဝမှာခံရနိုင်တာတွေကဘာတွေဖြစ်နိုင်မလဲရှင်။ဥပမာပေါ့လေ။သူတစ်ပါးကိုစိတ်ဆင်းရဲအောင်ပူလောင်အောင်လုပ်တဲ့အတွက်ကိုယ်တိုင်လည်းစိတ်ရဲ့ငြင်းချမှုအေးချမှုအစင်မှန်ကိုဘယ်တော့မှမရနိုင်ဘူး။အမြင်နဲ့စိတ်ပူလောင်မှုကြောက်ရွံ့မှုတန်တရားတွေနဲ့နေရတတ်တယ်။อืมကိုလှုပ်ထားတာတွေပေါ်ဟွားမှာကြောက်နေရတာမျိုးပေါ့။ဟုတ်တယ်။နောက်ပြီးတော့လိန်ညာသူဂုံးတိုက်သူ မောစကားပြောသူအဖြစ်လူတိညာလာရဲ့လူမှုအတိုင်းအဝိုင်းမှာယုံကြည်မှုလုံးဝပျောက်ဆုံးမယ်မိ쇠ခေါင်းတွေဆုံးရှုံးမယ်ဟုတ်ကဲ့ကိုလူရဲ့ကြောင့်ထိခိုက်နေစာနွားတွေသူတွေရဲ့ကလဲစားချီတာကိုခံရနိုင်တယ်ဒါမှမဟုတ်ဥပဒေရအေးအေးယူခံရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါရီဒါလက်တွေ့မြင်နိုင်တဲ့အကျိုးဆက်တွေပေါ့နောင်ဘဝအကျိုးဆက်တော့ပိုဆိုးတယ်လို့ဆိုထားတယ်နော်ဟုတ်ဘိုးလာအဆုံးမအရာဆိုရင်တော့နောင်တန်တွေအတွက်အကျိုးဆက်ကပိုပြီးတော့ကြီးမားနိုင်တယ်လို့ဆိုပါတယ် ဒီလိုလူများပစ္စည်းရပစ္စည်းကြောင်းအမုန်းပွားကြောင်းဖြစ်စေတဲ့အလွန်အားကြီးတဲ့အကုသိုလ်ကံတွေဟာတေလုံတဲ့အခါအပေပုံလို့ခေါ်တဲ့ဆင်းရဲဒုက္ခအရာများတဲ့ဘုံဘွားတွေကိုကြောက်ရွံ့စေနိုင်တယ်။အပေပုံငရဲတရိษံပိတ်တာစသဖြင့်ပေါ့နော်။ဟုတ်ပါတယ်။ဥပမာငရဲပုံနေရာရမှာဆိုရင်အမုန်းမီးပွားအောင်ပฏิပခဖြစ်အောင်လုပ်ခဲ့တဲ့ဒေါသကံကြောင့်အလွန်ပြင်းထန်တဲ့အပူတန်းညင်ပါမှုတွေကိုကာလစီကြာခံစားရနိုင်တယ်။အထူးသဖြင့်နှုတ်နဲ့သူတစ်ပါးကိုနှိမ့်ဆက်ခဲ့၊လိန်ညာခဲ့၊လုံဆော်ခဲ့သူတွေဟာ နှုတ်နဲ့ပတ်သက်တဲ့ပြင်ထန်တဲ့ကံကြိုးပဲမှုတွေဂျုံရနိုင်တယ်လို့အရှိချမ်းကနေမှဖော်ပြကြတယ်။ဟုတ်။ဥပမာရှာကိုဆွဲထုတ်ခံရတာတော့ဘာစတဲ့အပူကြီးလောင်ထဲခံရတာမျိုးတော့ပေါ့။အလတ်တူပဲအမှန်အမှားမခွဲခြားနိုင်တဲ့မောဟကံကြောင့်တရားချနန်လိုအတိညာနင်းပါရဘဝမျိုးကိုချူရှာလောဘကံကြောင့်ပိတ်တာပုံလိုအမြဲဆလောင်မွတ်တဲ့ငမွန်းနေရတဲ့ဘဝမျိုးကြီးဂျုံနိုင်တယ်လို့ဆိုပါတယ်။ဒါတွေကတော့အကြောင်းတရားနဲ့အကျိုးတရားရဲ့ဆက်ဆက်မှုကိုရှင်းပြတာပါပဲ။ချင်းချောက်တာတော့မဟုတ်ပါဘူး။ဟုတ်ကဲ့။ နားလည်ပါပြီကံရန်ကြီးရင်တော့အဘဲချနိုင်တယ်ကဲကံနေနေပေါ့လို့ပဲထောင်းလူဘွားပြန်ရောက်ခင်းရင်တော့မှအရင်ဘွားကလုတ်ခဲ့တဲ့ကံရဲ့အကျိုးဆက်အကျွင်းကြံနေစပီးခန်းစားရနိုင်တယ်ဆိုတာလေးကိုလည်းနည်းနည်းရှင်းပြပေးပါဦးဟုတ်ပါတယ်ဒါတော့စိတ်ဝင်စားစရာကောင်းပါတယ်ဗုဒ္ဓဒေသနာအရကံဆိုတာအကျိုးပေးပြီးရင်လုံးဝပျောက်သွားတာမဟုတ်ပဲသူ့ရဲ့အကျွင်းအကျဉ် residual effects တွေရှိနေတတ်တယ်လို့ဆိုတယ်အော်အကျွင်းကြံဟုတ် လူဘဝပြန်ရောက်လာရင်တောင်မှအတိတ်ကဝီဇီဒုစရိကံရဲ့အကျိုးဆက်အကျွင်းကြံတွေကိုဆက်လက်ခံစားရနိုင်တယ်။ဥပမာမုစာဝါဒလင်းညာချင်းကံရဲ့အကျိုးဆက်ကြောင့်ဒီဘဝမှာကိုဘလောက်ပဲမှန်တာပြိုးပြိုး လူတွေကမယုံကြည်တာအမြဲအထင်လွဲခံရတာမဟုတ်မမှန်ဆွဆွဲခံရတာမျိုးတွေကြုံရတတ်တယ်။ကိုပြောသမျှဘယ်သူမှမယုံတာမျိုးပေါ့နော်။ဟုတ်ပါတယ်။ပေထနာဝါစာဂုံတိုက်ချင်းတွဲခွဲချင်းကံရဲ့အကျိုးကြောင့်ဆိုရင်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အမြဲကွဲခွာနေရတာချစ်ခင်ရသူတွေနဲ့ခွဲခွာနေရတာကိုပါဝင်တဲ့အဖွဲ့အစည်းတွေပြိုကွဲရတာမျိုးတွေဖြစ်တတ်တယ်။အင်းဘရုတဝါစကျန်းတန်းစွာပြောဆိုခြင်းဆဲဆိုခြင်းကံရဲ့အကျိုးကြောင့်ကြတော့ကိုကိုတိုင်းအမြဲတမ်းကျန်းတန်းတဲ့စကားတွေမကြားချင်တဲ့အဖြစ်တင်ရှုပ်ချားတဲ့တွေကိုပဲကြားနေရတာစိတ်ချမ်းသာစရာကောင်းတဲ့စကားချီးကျူးစကားမကြားရတာမျိုးတွေကြုံရနေတယ်။အော်ကိုလိုခဲ့တဲ့ကံတိုင်းကြံခံရတဲ့သဘောမျိုးပေါ့နော်။ဟုတ်ပါတယ်။ဒါတွေက ဘသူကမှတမင်ဖန်တီးနေတာမဟုတ်ပဲကိုယ်တိုင်အတိတ်ကပြုလုပ်ခဲ့တဲ့အကြောင်းတရားရဲ့သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေလို့ကံနီယာမှရှုထောင်ကနေရှင်းပြနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ဝါဒဖြတ်မှုလုံစော်သူတွေအမုန်းတရားရဲ့စေတမန်းများရဲ့အဖြစ်နဲ့အကျိုးဆက်ကိုတော့ရှင်းရှင်းလင်းလင်းသိရပါပြီဒါပေမဲ့လေသူတို့ရဲ့စကားတွေကိုနားထောင်ယုံကြည်ပြီးတော့နောက်ကနေလိုက်လုပ်တဲ့သူတွေထောက်ခံအားပေးတဲ့သူတွေရောသူတို့ကတော့ဘယ်လိုလဲသူတို့မှရောတောင်းဝန်မရှိဘူးလား ဒါကျမတို့ရဲ့ပင်စမပိုင်ခေါင်းကျင်နဲ့ဆက်ဆက်နေပြီနားယောင်ပြီးလိုက်လုပ်သူများ၏အပြစ်နဲ့အကျိုးဆက်အရန်ကောင်းတဲ့မိခွန်းပါပဲဟုတ်ပါတယ်မိဆိုတာလောင်စာရှိမှတောင့်နိုင်တယ်လို့ပဲဒီဝါရဖြတ်မှုတွေအမုန်းစကားတွေကလည်းနားထောင်မဲ့သူယုံကြည်မဲ့သူထောက်ခံအားပေးမဲ့သူလိုက်လုပ်မဲ့သူတွေရှိနေလို့တအောင်းမြင်ပြီးအင်အားကြီးနေတာပါဟုတ်တယ်လောင်စာမရှိရင်မိတောင့်မှာမဟုတ်ဘူးပေါ့အဲ့တော့လွန်စောမှုနောက်ကိုစင်ချင်းတုံးတရားမဲ့စွာလိုက်ပါတူတယ် အမုံတရားတွေကိုကိုယ်ရင်သေးသွတ်သွင်းသူတွေလက်တွေ့အကျန့်ဖက်မှုမှာပါဝင်သူတွေဟာလည်းအဖြစ်ကနေလုံးဝမလွတ်ခင်ပါဘူးသူတို့ဟာတနည်းအားဖြင့်အဝိဇ္ဇာလို့ခေါ်တဲ့အမှန်ကိုမတီးမှုမောဟဖုံးလွှမ်းမှုအဲမိစာတိတိလို့ခေါ်တဲ့အမြင်မှားမှုအယူမှားမှုရဲ့တားခေါင်တွေဖြစ်သွားကြတာပဲအချောင်းကျူးကိုမယုံဘူးကံကိုပစ်ပယ်ပြီးငါလောက်တာဘာမှမဖြစ်သူလို့မာယွန်းစွာယူဆတာမျိုးပေါ့ဒီမိစာတိတိဆိုတာ အခုတို့အလုံးရဲ့အခြေခံအုတ်မြေပဲလို့တောင်းဆိုကြတယ်။အော်မိစ္ဆာဒိဋ္ဌိဟုတ်ပါတယ်။အဲ့တော့လွန်စော်မှုကြောင့်စိတ်ထဲမှာပြင်းထန်တဲ့ဒေါသဒေါသတွေဖြစ်လာမယ်။အဲ့ဒီဒေါသကိုအခြေခံပြီးအဖြစ်လောကမှာတကယ်ပဲ သူတစ်ပါးကိုတတ်ဖြတ်တာပါဏတိပါတာ ကိုတိလည်းအကျမ်းဖတ်တာတွေလုံးမိပြီဆိုရင်ဒါအလွန်လေးလံတဲ့ကံငြဲကြနိုင်တဲ့ဂရုကကံ heavy karma ဖြစ်တော်ပြီ။ဟုတ်ကဲ့ကိုယ်တိုင်လုံးရင်တော့ဂရုကကဟုတ်ကိုယ်တိုင်ကအကျမ်းမဖတ်ဘူးဆိုတော့ ဒါပေမဲ့ social media မှာသူများတွေဆဲနေတာလွန်စောနေတာစက်ဖြတ်နေတာတွေကိုမြင်တဲ့အခါဟုတ်တဲ့ကောင်းတဲ့လုတ်ပစ်ဆိုပြီးစိတ်ထဲကနေဖြစ်စေ like လုပ်တာ share လုပ်တာအားပေးတဲ့ comment ရေးတာမျိုးနေဖြစ်စေသဘောကျနေသအားပေးလိုက်တာဟာအင်းအဲ့ဒါကရောအဲ့ဒါကအကုသိုလ်အနုမောဒနာလို့ခေါ်တယ်သူတပားမကောင်းမှုလုပ်တာကိုဝမ်းမြောက်ဝမ်းသာထောက်ခံခြင်းဖြစ်တဲ့အတွက် အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးဆက်ကိုကိုလည်းအတိုက်တာတစ်ခုအထိခံရအောင်ပါပဲ။အော် like and share လောက်တာကစားတတိထားရမှာပေါ့နော်။တို့တို့အတွက်ရောဒီဘဝနဲ့ non ဘဝအကျိုးဆက်တည်တာဘာတွေဖြစ်နိုင်ပြီလဲ။ဝါရဖြန့်တူလောက်မဆိုရှင်တော့အကျိုးဆက်ကတော့ရှိမှာပဲနော်။ဟုတ်ပါတယ်ရှိမယ်နဲ့တော့ခါ။ဒီဘဝမှာဆိုရင်ရင်ဆုံးအတိညာတပြည့်ပြည့်ချုပ်တယ်လာမယ်။အမှန်တရားကိုမြင်နိုင်စွမ်းဝေဘာပိုင်းခြားနိုင်စွမ်းနေပျောက်ဆုံးသွားမယ်။အမြင်ရမှားရတဲ့တဲ့င်းနေမွန်းစကားတွေနေပဲ ျော်မွေ့နေတတ်တယ်။စိတ်ထဲမှာမြဲဒေါသတွေကြောက်စိတ်တွေများနေမှာပေါ့။ဟုတ်တယ်။အဲ့ဒီတော့ဘဝမှာတည်ငြိမ်မှုပျော်ရွှင်မှုဆိုတာကိမတ်လာမယ်။ကိုယ်တိုင်အကျံဖတ်မှုကျူးလွန်ခဲ့ရင်ခုနကပြောသလိုကလဲစားချေခံရတာဥပဒေနဲ့ညီဆွမ်းတာတွေကြောင့်ကိုယ်အနာဂတ်ကိုမိသားစုဘဝပျက်စီးသွားနိုင်မယ်။ဟုတ်ကဲ့။နံပါတ်အတွက်ဆိုရင်လေပြင်းထန်တဲ့ဒေါသမောဟအခြေခံစိတ်တွေနဲ့တည်ရင်အပေပုံရောက်နိုင်တာပဲလူဘဝပြောင်းရောက်ခဲ့ရင်တောင်ဒေါသကံရဲ့အကျိုးဆက်ကြောင့ အသက်တိုတာယောဂဗယထူပြောတာအမြဲစိတ်နှလုံးမချမ်းမသာဖြစ်နေရတာကြောက်ရွံ့နေရတာอืมယုတ်ရီမလပါတာလူများရဲ့မုန်းတီးခြင်းရှောင်းဖယ်ခြင်းကိုခံရတာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်ဟုတ်ပါပြီဒီလိုကိုယ်တိုင်ရောပဝင်းကျင်ရောနောက်ဆုံးတန်တရားအထိပါဒုက္ခပြီးနိုင်တဲ့ကြောက်စရာအခြေအနေကနေလွတ်မြောက်ဖို့ဒီအမုန်းတရားတန်တရားကိုဖျက်တော့ဖို့ကျမတို့တူချင်းရောအဖွဲစီလိုက်ပါဘာတွေလုပ်နိုင်မလဲဒါကျမတို့ရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်း ကူးစားခြင်းနဲ့ဉာဏ်ပညာလမ်းစစ်မှာပဲဟုတ်ကဲ့ဒါအားလုံးနဲ့တက်ဆိုင်တဲ့အပိုင်းမှာတဦးချင်းစီမှာတာဝန်ရှိပါတယ်အမောင်ကိုလင်းနဲ့တိုက်ဖြတ်ရသလိုအမောင်တရားကိုအဋ္ဌညပညာနဲ့မေတ္တာတရားနဲ့တိုက်ဖြတ်ရမှာပါပထမဆုံးနဲ့အရေးကြီးဆုံးလက်နက်ကတော့သတိစတိ mindfulness ပါပဲတတိဟုတ်ပြီးတော့ယောနီသောမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမှန်ကန်မှု အမျှော်မြင်ရှိရှိစဉ်းစားသုံးသပ်မှု wise attention critical thinking ပါပဲတရင်တခုကြောင်းရတခုကြားရမြင်ရပြီဆိုရင်ချက်ချင်းစိတ်ခံစားမှုနောက်ကိုလိုက်ပြီးတော့ဒေါသထွက်တာယုံကြည်လိုက်တာရှေ့လိုက်တာမျိုးမလုပ်ပဲခဏလေးကိုယ့်ကိုယ်ကိုတတိလေးနဲ့ဆုံးကြည့်လိုက်ပါကိုယ်စိတ်ကိုအရင်တတိထားကြည့်ဖို့လိုတာပေါ့ဟုတ်ပါရဲ့ဒီတရင်ကိုတင်ပြတဲ့တည်းရဲ့ရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲဒီအကြောင်းအရာကြောင့်ငါစိတ်ထဲမှာဒေါသဖြစ်နေလားလောဘဖြစ်နေလားမောဟဖြစ်နေလားအကုသို့စိတ်တွေဝဲနေလား လို့ကိုစိတ်ကိုကိုပြန်ဆန်းစစ်ပါတတင်းရဲ့ရင်းမြစ်ကိုတေချာစစ်ဆေးပါ ဖြစ်နိုင်ရင်ဘက်ပုံးဆောင်ကနေရှာဖွေလေလာပါဒါကပထမခြေလမ်းပါဟုတ်ကဲ့တတိနေယောနီတော်မနတိကာရဒုတိယကမန်ကန်တော်အမြင်တမာဒိဋ္ဌိသမာဒိဋ္ဌိ right view ရှိဖို့ကြိုးစားရမယ်ဆိုရာကကံနဲ့ကံရဲ့အကျိုးကိုနားလည်လက်ခံယုံကြည်မှုရှိရမယ်ဘယ်လိုမကောင်းမှုမျိုးပဲဖြစ်ဖြစ်သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်ကမကောင်းဘူး ကိုယ်ထွက်ရောသူတစ်ပါးတော့ပါဆိုယူဖြစ်စေမယ်စွာကိုရှင်းရှင်းလင်းလင်းသိမြင်ထားဖို့အမြဲတည်းရနိုင်ဖို့လိုပါတယ်။အမြင်မှန်ဖို့လိုလေပေါ့။မှန်ပါတယ်။ဒီအမြင်မှန်ကံမှလိုရတဲ့မှန်ကန်လာမှာပါ။တတရားအရေးကြီးတာကမှန်ကန်တော့စကားတမဝါစာစမဘိုင်စာ right speech ပါ။စောစောကပြောခဲ့တဲ့ဝစီဒူးဆိုင်လေးပါးကိုကိုယ်တိုင်တတ်နိုင်တယ်မြရှောင်ခြင်းရမယ်။လိန်တာဂုံးတိုက်တာဆဲဆိုတာအကျိုးမရှိတာပြောတာလေးရှောင်ရမယ်။ဟုတ်ပါတယ်။ကိုနိုကနီ အမုန်းစကားတွေးခွေစကားကြမ်းတမ်းတဲ့စကားအကျိုးမရှိတဲ့စကားတွေမထွက်အောင်မဖြန့်ဝေမိအောင်တတိထားအောင်မယ်အထူးသဖြင့်စိတ်ခံစားချက်တွေပြင်းထန်နေချင်းဆိုရှယ်မီဒီယာပေါ်မှာကွန်မန့်ရေးတာရှယ်တာတွေမှာပို့ပြီးတတိထားတင်ပါတယ်ဖြစ်နိုင်ရင်အကျိုးရှိတဲ့စီးလုံးမှုကိုဖြစ်စေတဲ့နားထောင်လို့ချိုးမြေတဲ့အမှန်တရားကိုအခြေခံတဲ့စကားမျိုးကိုသာပြောဆိုရေးသားတင်ပါတယ်တတိဉာဏ်ပညာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့စကား အားလုံးကအရေးကြီးတာတွေချီးပဲ။နောက်ဆုံးအနေနဲ့ဘာများသဖြစ်ဆက်ပြောချင်ပါသေးလဲ။နောက်ဆုံးနဲ့အလွန်အရေးကြီးတဲ့ကုစားနည်းကတော့မေတ္တာမေတ္တာ loving kindness နဲ့ကရုဏာကရုဏာ compassion ပါပဲ။အမောင်းတရားရဲ့တခုတည်းသောတိုက်ရိုက်ဖြစ်စေဟာမေတ္တာတရားပါပဲ။မေတ္တာနဲ့ကရုဏာဟုတ်ကဲ့ကိုနဲ့အမြင်မတူသူကိုကိုစန့်ကျင်သူတွေကိုတောင်းလူသားအချင်းချင်းဆိုတဲ့စိတ်နဲ့စာနာနာလည်းမူ empathy ထားနိုင်ဖို့ကြိုးစားရမယ် သူတို့မှလည်းသူတို့ရဲ့အကြောင်းပြချက်သူတို့ရဲ့ဒုက္ခရှိနိုင်တယ်လို့မြင်ပြနိုင်ရမယ်။အင်းသူတို့နေရာကဝင်ကြည့်ပေးဖို့ပေါ့။ဟုတ်ပါတယ်။အမုန်းစကားဖြန့်ဝေနေသူတွေနားယောင်ပြီးလိုက်လုံနေသူတွေကိုလည်းသူတို့ဟာအဝိစာမတိမှုမိစ္ဆာဒိဋ္ဌိအယူမှားမှုရဲ့သားကောင်တွေဖြစ်နေကြတာပါလား။သူတို့ကိုယ်တိုင်လည်းဒုက္ခရောက်နေကြတာပါလားလို့မြင်ပြီးကရုဏာ compassion ထားနိုင်အောင်ကြိုးစားရမယ်။အော်သူတို့ကိုတနာစိတ်နဲ့ကြည့်ဖို့ဆိုလိုတာလား။ဟုတ်ပါတယ်။ဒါပေမဲ့ ကရုဏာထားတယ်ဆိုတာသူတို့ရဲ့မာယွင်းနဲ့လွတ်ရက်တွေကိုလက်ခံထောက်ခံရမယ်အတူရောရောင်လွတ်ရမယ်လို့မဆိုလိုပါဘူးသူတို့ရဲ့လွတ်ရက်တွေကိုတော့အတိညာဉ်နဲ့ခွဲခြားသိမြင်ပြီးရှောင်ရှားရမှာလိုအပ်ရင်ဆန့်ကျင်ရမှာဖြစ်ပါတယ်မေတ္တာနဲ့ကရုဏာကကိုယ့်စိတ်ကိုအေးချမ်းစေပြီးမှန်ကန်တဲ့လမ်းကြောင်းကိုရောက်အောင်ကူညီပေးပါလိမ့်မယ်ဟုတ်ကဲ့အယံပြည့်စုံတဲ့လမ်းယုံမှုတွေပါပဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်လိုက်ရင်ကိုကျော်စည်းဝါးအတွက်လူလူရဲ့စိတ်ခံစားချက်ကို အလွဲလုံးစားလုပ်ပြီးအမုန်းတရားဖြန့်ဝေနေတဲ့အမုန်းတရားရဲ့စိတ်တမန်များဟာလူအဖွဲ့စည်းကိုဖြစ်စုပတ်မှတဲ့ကွဲပြားစီပျက်စီးစီယုံတဲ့မကဘူးဟုတ်ပါတယ်အချောင်းကျိုးနီးယားမှာရနောင်တန်တရာအတွက်ပါကြောင်းမဖွဲကံကြမ္မာဆိုးတွေကိုဖန်တီးနေတဲ့အလွန်ကြီးမားတဲ့အနေနဲ့ဖွတ်တယ်ဆိုတာသိလာရတယ်ဒီအကျိုးဆက်တွေဟာဝါရဖြန့်သူတွေကိုယ်တိုင်ရောစင်ကျင်တုံတရားမဲ့ဆိုတာနားယောင်တွေလိုက်ပါလှုပ်ဆောင်သူတွေပါမလွဲမသွေအနေမရခန့်စားရနိုင်တယ်ဆိုတာကိုဒီဆောင်ပါးကနေတဆင့်ကျမတို့တတိပြုမိဖို့လိုပါတယ်နော်ဟုတ်ပါတယ် ဒါကြောင့်ကျွန်တော်တို့တဦးချင်းစီရောလူအဖွဲ့စီတစ်ခုလုံးအနေနဲ့ပါလမ်းဆောင်လမ်းကွက်တစ်ခုကိုရောက်နေတယ်လို့ဆိုနိုင်ပါတယ်။အမုံတရားရဲ့လွန့်ဆော်မှုနောက်ကိုစိတ်ခံစားချက်နောက်ကိုလိပ်ပါပြီးပျက်စီးခြင်းလမ်းကိုရွေးမလား။အင်း။ဒါမှမဟုတ်အထဉျံပညာဗလိဒရားနဲ့မေတ္တာတရားကိုအခြေခံတဲ့ငင်းချမ်းရင်းနဲ့တည်ဆောက်ရေးလမ်းကိုရွေးမလားဆိုတာမိမိတို့ကိုယ်တိုင်သတိနဲ့ဆုံးဖြတ်ရပါလိမ့်မယ်။အဓိကကတော့မိမိရဲ့ကိုယ်အမှုရာ ကာယကံ နှုတ်အပြောအဆိုဝစီကံစိတ်အကြံစီမနောကံတွေကိုအကုသူမဖြစ်အောင်ကုသူတရားတွေတိုးပွားအောင်စောင့်ထိုင်ဖို့ပညာနဲ့ယဉ်ပြီးဆုံးဖြတ်လုပ်ဆောင်ဖို့အရေးကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆက်လက်စဉ်းစားစရာအချက်တခုထပ်ပြီးမေးခွန်းထူချင်တာတော့လေတူဦးချင်းတယောက်ချင်းရဲ့ကံတရားအပြင်လူဖွဲ့စီတစ်ခုလုံးကအမှုတရားဖြန့်ဝေမှုကိုကြေကြေပြန့်ပြန့်လက်ခံလာကြတဲ့အခါပါဝင်ပတ်သက်လာကြတဲ့အခါအဲ့ဒီလူဖွဲ့စီတစ်ခုလုံးရဲ့စုပေါင်းကံ collective karma လို့ခေါ်နိုင်မယ့်အရာမျိုးကတော့ဘလို့ပုံစံနဲ့ချိုးပေးနိုင်မလဲ။ စိတ်ဝင်စားစရာမင်းခွန်းပဲဒီလိုအမုန်းတရားကြီးလွန်မိုးနေတဲ့အစိတ်တင်လွတ်ဖွဲ့စီတစ်ခုဟာအဲ့ဒီအချင်းတွေကနေဘလို့ပြန်လဲကုစားနိုင်မလဲဆိုရဲမေခွန်းတွေကိုဆက်လက်စင်ကျင်တုံးတက်ကြည့်ဖို့တိုက်တွန်းရင်လည်းဒီနေ့အတွက်ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။